ဲ့လိုပြန်ထွက်သွားရင်မှကိုဝင်ကပေါ်ချင်းဖြစ်သွားတာခင်ဗျာဘာမှလည်းဒီလိုကြကြမှာနေပြီးတော့ဖြစ်တာနော်ဘာမှဟွန်ပြဖြစ်ဘူးသူသူခလုတ်တိုက်လေချင်းပြီးချင်းဘာမှမရှိတဲ့ဒီတိုင်းပဲဟိုသွေးဆင်းပြီးရောမှာဖြစ်သွားတဲ့အချိန်မှာဒီတင်လေးချစ်တာလေးနဲ့တင်ဖြစ်သွားတာပါကျွန်တော်သမီးသနီးတွေဒီလိုဘဝမျိုးဖြစ်သွားတာပေါ့နော်တဲ့တထောင်ကျော်ကုန်းသွားပါပြီ ကျွန်တော်မျိုးသမီးတွေတိုင်းတစ်ထောင်ကျော်ကလေးလည်းကျွန်တော်ဇွဲမချော်ဘူးနောက်ဘလောက်ပဲကုန်းကုန်းကျွန်တော်မှမှသာသမီလည်းမူသက်ခံပဲလူမရှိဘူးကျွန်တော်ကချစ်ဆရာသလိုဒီသမီးတွေရှိရတဲ့အတွက်အသက်ရှင်နေတဲ့ရေးထပ်ပြီးတော့ကြိုးစားကုသသွားအောင်ပါပါခင်ဗျာကိုရီးယားနိုင်ငံမှာတလားကိုသိန်းတရားကျော်လာစားကိုဆွန့်လို့ပြီးတော့ကျွန်တော်မျိုးသမီးနားပဲနေပါတယ်ဘဝကိုနောင်တမရချင်ပါဘူးဗျာကျွန်တော်ဇနီးကို ကျွန်တော်ကိုယ်တိုင်ပဲပြုစုခြင်းနဲ့အတွဲကျွန်တော်ဒီနေ့ကိုကောင်းဆုံးအနေနဲ့ပတ်ပြီးတော့ဆေးကုနေပါတယ်အိမ်တော်ရေးတက်တန်းတော့ရှင်းနေထဲပေါင်းရဒါမှမဟုတ်ဒီနေ့မရမမဲ့ဒီနေ့ပဲမဲ့ဆိုရင်တော့ကျွန်တော်၅လဝယ်ပဲပေါင်းပါသေးရယ်ကျွန်တော်ယူသမီးတွေဆေးဆေးအားကောင်းတမန်ကောင်းတွေရှင်ကျွန်တော်လမ်းညွှန်ပေးပါအားလုံးမေတ္တာရက်ခံပါတယ်ကျွန်တော်ဇနီးတွေ စေလမ်းကြောင်းမှုအရာတိုင်းကျွန်တော်လိုက်ကူတာမှာပါကျွန်တော်ဘယ်တော့ပဲကုန်ကုန်မှာအာဒီကျွန်တော်မျိုးတပိတင်ချစ်တာ2023 12လပိုင်း29ရက်နေ့ကတင်ချစ်လိုက်တာပါတင်ချစ်လိုက်တာကိုကျွန်တော်တို့ဟိုဟာဆရာမက29နေ့နေ့တင်ရှင်ကိုယ်မရှိတော့ဘူးလို့ပြောတဲ့အချိန်မှာ2ရက်ခွာပြီးမှ29ရက်နေ့မှာတင်ချစ်ပြီးတော့ကုလို့ဖြစ်သွားတာပါဖြစ်တဲ့အချိန်မှာ စကွေးသိက္ခာနဲ့မှအောက်ဆီဂျင်မရှိဘဲနဲ့တိမ်နေပါရချစ်ပြီးတော့ဟာနှလုံးခုန်ရက်သွားကြတယ်အောက်ဆီဂျင်ပြတ်ထွက်သွားတာပါခင်ဗျာအလိုပြတ်ထွက်သူပြီးတော့ကြတော့မနိုင်တဲ့ချိန်မှလည်းတခြားဆေးရုံတွေကိုလွှဲမပေးဘဲနဲ့ညနေမနေ့9နာရီခွဲ6နာရီချစ်ချစ်လိုက်တဲ့ခါမှာ ညနေ9:00ခွဲ7:00မှာနေပြီးတော့ကထကောင်လွှဲရတော့အဲ့ချိန်မှာသင်အသက်ရာခိုင်နှုန်းစုနဲ့တွဲမယ်ဆိုရင်20ရာခိုင်နှုန်းလောက်ပဲရှိတော့တယ်ပေါ့နော်အဲ့ကြမ်းမှာနေပြီးတော့ကထထောင်ကိုဟိုတက်ခဲ့ရတယ်ခုဆိုရင်နေပြီးတော့ကထထောင်9လခွဲတက်ခဲ့ပြီးရောအိမ်ပဲပြန်လွှတ်သွားတာပေါ့ခုမှအိမ်ပဲပြန်ကုပါဆိုလို့ကုတယ်ကုတဲ့အချိန်မှာကုတဲ့ကျွန်တော်လည်းအားမရလို့စိတ်ချောင်းပြန်နေချားရဲ့ကလေးမှာအာအိန္ဒိယဆရာဝန်နေတဲ့သွားပြရတယ်ဂျာမနီကဆရာဝန်နေတဲ့သွားပြရတယ်အမေရိကန်ဆရာဝန်နေတဲ့ကျွန်တော်မျိုးသမီးပြရပါတယ် ခုလိုကျွန်တော်ယူသမီးဒီဂျမားယူအတွက်အကောင်းဆုံးဖြစ်အောင်ကျွန်တော်ကုသလေးရဲ့ဗန်းဒီမိဒီကျွန်တော်ဘသူနဲ့မှလည်းစိတ်မချရတဲ့အတွက်ကျွန်တော်ဒီကိုရီးယားနိုင်ငံမှာတနစ်ခွဲနေပြီးတော့ဒီကိုရီးယားနိုင်ငံမှာတနစ်ကိုသိန်းတလားကိုသိန်းတရားကျော်လာစားကိုဆွန့်လို့ပြီးတော့ကျွန်တော်မျိုးသမီးနာပဲနေပါတယ်ဘဝကိုနောင်တမရချင်ပါဘူးဗျာကျွန်တော်ဇနီးကို ျွန်တော်ကိုယ်တိုင်ပဲပြုစုခြင်းနဲ့အတွဲကျွန်တော်ဒီနေ့ကိုကောင်းဆုံးအနေနဲ့ပတ်ပြီးတော့ဆေးကုနေပါတယ်ကျွန်တော်ဇနီးမောင်နဲ့နှစ်ယောက်တည်းပဲရှိရပါတယ်ခင်ဗျာ။အော်ကျွန်တော်ချစ်နှစ်သက်လို့ယူထားတဲ့ဇနီးတွေအတွက်ကိုကျွန်တော်တန်ဖိုးထားပါတယ်။သူလည်းကျွန်တော်ကိုချစ်လို့ယူထားတာပါ။တိတ်တထောင်ကျော်ကုန်းတော့ပါပြီခင်ဗျာ။ ကျွန်တော်မျိုးသမီးတွေအသိန်း1000ကျော်ကလေးလည်းကျွန်တော်ဇွမ်းမချော်ဘူးနောက်ဘလောက်ပဲကုန်ကုန်ကျွန်တော်မှမှဘာဇွမ်းမချော်ဘူးတသမီးတွေမူတက်ခံပဲလူမရှိဘူးကျွန်တော်မှချစ်ဆရာသလိုဒီသနီးရဲ့ရှိရတဲ့ကျွန်တော်သနီးတွေဘလောက်ပဲကုန်ကုန်ကျွန်တော်အသက်ရှင်နေတဲ့ရွေးထပ်ပြီးတော့ကြိုးစားကုသတော့အောင်မှာပါခင်ဗျာ မ်းပြောရချစ်ကြပါတယ်ဒါပေမဲ့အိမ်တော်ကြီးတက်တန်းတော့ချင်းနေထဲပေါင်းရဒါမှမဟုတ်မရမမဲ့ဇနီးမဲ့မဲ့ဆိုရင်တော့ကျွန်တော်ငါးလဝယ်ဝယ်ပေါင်းပါသေးရယ်ကျွန်တော်ကိုရီးယားနေလာပြီးတော့အခွင့်အရေးတလားပဲရလိုက်မင်းသားဆောင်ပြီးပြန်လာတယ်တနေ့ကျော်လောက်ပြန်လာတယ်နောက်တစ်ခါသံသမီးလူချင်းတို့ဟွာလောက်လိုက်တလားလောက်ပဲခွင့်ရလိုက်နောက်ဗီဇာကုန်သွားတော့ကြတော့ကျွန်တော်ကိုရီးယားကိုဆက်မနေပဲနဲ့ပြန်လာပြီးတော့မှသာသမီးရသွားလို့သူပြန်သွားတလားပဲကြာသေးရယ် တိယခေါက်ကူရီးယားပြန်ထွက်သွားတာအတလာမှာကိုရင်ရသွားလို့ဆိုပြီးကျွန်တော်လည်းပြန်သွားတယ်ဘယ်လိုသားသမီးမျိုးဖွားမှန်းမသိလို့ဆိုပြီးအဲဒီဖြစ်ဖြစ်ချင်းကျွန်တော်ချက်ချင်းပြန်လာတာပါမြန်မာနိုင်ငံကိုဘူဒီကောနဲ့ချက်ချင်းနှီးချင်းရောက်ခံလာပါတယ်အဲကြောင့်တော့အဲဒီရချင်းသာပြီးကုရှင်ဒီကျွန်တော်ဒီနီနာကိုညာရေးခေယူမထွက်ပါဘူးကျွန်တော်ဒီနီနာကိုမြေသွားပါတယ်ကျွန်တော်သွားလျာခေါ်ပါတယ်ဘယ်လိုနဲ့မှလည်းသိမချနိုင်ပါဘူးကျွန်တော်ဆိုရင် ကိုကိုဟာကြမ်းသွားလိုက်တာနောက်လုံးကိုမင်းက3လစီမှာဆိုတော့ကျွန်တော်3လဖွင့်ရရပေါ့3လခွဲလောက်ဖွင့်ရဆိုမှအဲ့ဒီမှာပြန်ထွက်သွားလိုက်တာကျွန်တော်လည်းကိုရီးယားကိုပြန်ထွက်သွားကိုဝင်လည်းရပြီဆိုသေချာပြီဆိုလေအဲ့လိုပြန်ထွက်သွားရင်ဆိုမှကိုဝင်ကပေါချင်းဖြစ်သွားတာဖွင့်ရဘာမှလည်းဒီလိုကြကြမှာနေပြီးတော့ဖြစ်တာနော်ဘာမှဟွန်ပြီးဖြစ်ဘူးသူတို့ခလုတ်တိုက်လေချင်းပြူးချင်းဘာမှမဖြစ်ဒီတိုင်းပဲဟိုသူရေးစင်ပြီးရောမှာဖြစ်သွားတဲ့အချိန်မှာ ဒီတင်လေးချစ်တာလေးနဲ့တင်ဖြစ်သွားတာပါကျွန်တော်သမီးတနည်းဒီဒီတို့ဘဝမျိုးဖြစ်သွားတာပေါ့နော်ချစ်ပြီးတဲ့ဆရာမသည်ခုချိန်ထိတနည်းနဲ့6လရှိပါပြီတစ်ခေါက်ကိုမှလာမကြည့်ဘူးတာပါလူမျိုးရေးຢာကိုလာမမေးဘူးတာပါခင်ဗျာဘောနော်နားမရပါဘူးခင်ဗျာကျွန်တော်ယူချစ်တယ်ယူချစ်လို့ယူထားရတဲ့နည်းတွေဘလောက်ပဲဘလို့သူဘလို့ပဲဒုက္ခရောက်ရောက်ကျွန်တော်သူတက်ရှင်နေသူကြီးကျွန်တော်တစ္ဆာရှိရှိနဲ့လက်တွေ့သွားမှာပါခင်ဗျာကျွန်တော်ဇနီးပေါ့ နောက်သူတဲ့ကုလိုတူတူလေးတယောက်တယောက်ကျင်းနာတဲ့နေရာတဲ့သူပြုသူပင်ရှိရဲ့ရှင်ဒီကိုကျွန်တော်ကျင်းနေပါတယ်ဒီဒီနာဆင်းရနေပြီးတော့တက်မလာသေးတာဘောနော်ဒီတိုင်းလေးကတော့အောင်စီဂျင်လွတ်တာကြီးလွတ်တာကြီးကတော့ဟိုဟာနောက်24 3လပိုင်းကနေပြီးတော့ဒီအဆင်းရနေပြီးတက်မလာသေးတာခင်ဗျာအလုံးဝေကုန်တာကိုကျွန်တော်မကြောက်ပါဘူးပြန်ချနိုင်ပါတယ် ပဲဆေးရုံကောင်းတယ်ပဲဆေးရုံကောင်းတယ်ဆိုရင်ကျွန်တော်လမ်းညွှန်ပေးပါဒီမီဒီယာနေပြီးတော့လည်းမီဒီယာကိုလည်းအထူးကျေးဇူးတင်ပါတယ်အာရန်ကုန်ကအင်းစင်ကတော့ဘောဆိုတာမဲ့ဒီအဲ့မှာပြောထားရပြအဲ့မှာမနေ့ကန်သွားပြမယ်မနေ့ကန်၁၇နာရီခွဲကျွန်တော်ချိန်ထားရခင်ဗျအဲ့ပြီးသူတို့ပေါ်မှာမူတည်ပြီးတော့လိုအပ်တာရအကုန်လုပ်ပြီးတော့အဲ့ကျန်တဲ့အော်မဆေးရုံတရားဥပ္ပိုင်းညာဒီတိုင်းပဲအေးပြန်ဟိုဆေးတောက်ဆေးနဲ့ပဲပြီးရဆိုရင်တော့လည်းတမျိုးပေါ့ ကျွန်တော်ရန်ကုန်တလောက်နေမှာပါခင်ဗျာတလောက်ပတ်ကူးမှာပါရန်ကုန်မြို့အော်ကျွန်တော်တို့ချစ်နေတဲ့လူယူထားတဲ့တွေကတော့ဘတရားနဲ့တရားချစ်ချစ်ခင်ခင်နဲ့ပဲလက်တွဲတည်ကျင်ပါတယ်ဘသူမဆိုပဲအိမ်တော်ရေးတွေတည်းမပေါက်ပြဲနေကျင်ပါဘူးကျွန်တော်ဆိုလည်းကျွန်တော်အိမ်တော်ရည်သူကမခံစားရပြီမဲ့လည်းကျွန်တော်ချစ်တဲ့နီးကိုပြုစုပြင်နေရနေရဲ့ကျွန်တော်ချင်းတဲ့ညနေလူရည်တဲ့ဒီကျွန်တော်လိုပဲ ဟိုဖြစ်ကြပါလို့ရဲ့မြစ်တိုက်ရခံပါတယ်လျောင်းလျောင်းကိုယူထားတဲ့ဇနီးမောင်နှံပုံကိုလည်းတစ္ဆာကြည့်ကြပါအိမ်တော်ကြီးကိုလည်းတံမိုးထားကြပါလို့ရဲ့မြစ်တိုက်ရခံပါတယ်အော်ကျွန်တော်ဇနီးဒီဟိုဟာပြောလူတန်းတီးတီးရှင်တန်ခွင့်ရှိရင်ကျွန်တော်ကျင်းတ်ပါပြီသူကသူဘယ်လိုပဲဖြစ်နေနေကျွန်တော်သူဒီငွေရယ်နဲ့တိမ်မသွားတာဘူးတော့ကျွန်တော်ကြောက်ဆုံးမှာသူရှိနေကျွန်တော်ကျင်းတ်ပါတယ်ဘာမှမလိုအပ်ပါဘူးကျွန်တော်ဘောမှာ ဘယ်လိုဘဝနဲ့ပဲရင်ဆိုင်ရရင်ဆိုင်ရအားလုံးရင်ဆိုင်ရပါလေကျွန်တော်ဒီတနေ့ကျွန်တော်နာနေပြီးတော့ထွန်းသွားရင်ကျွန်တော်ကျင်းနေပါပြီဟုတ်ကဲ့ကျွန်တော်မကွေးမကွေးတိုင်း6မြို့နယ်ဆက်လက်ဆက်လက်အုပ်စုအဖို့ကြီးရွာကပါနာမည်ကတော့ကျွန်တော်နာမည်ကိုနေဝင်းသူဖြစ်ပါတယ်ကျွန်တော်ဇနီးနာမည်ကတော့မယူယူနိုင်ပါကျွန်တော်အသက်ကတော့35ပါကျွန်တော်ဇနီးကတော့39ရဲ့ရောက်ပါပြီခင်ဗျာ